ဆရာငယ်ဘွားလေးပေါ့လေအဲ့လားလေးလဲကျွန်တော်ပေါ့ဆရာဖြစ်နိုင်ရင်နည်းနည်းလေးတော့ပြောပြပါဟုတ်ကဲ့ပါဆရာကြောက်လို့ဆရာကယောဂနေလာတယ်ဆိုတော့ဒီယောအကြောင်းလေးလဲဆရာနည်းနည်းလေးပြောပြပါဟုတ်ကဲ့ဟုတ်ပါကျေးဇူးတော်နဲ့ဆရာပြောပါမယ်ကျွန်တော်ယောဂဆိုတာကယောမှာအခုလောလောဆယ်တော့ခရိုင်မြို့တောင်ဖြစ်နေပြီကံကောဆိုတာခရိုင်မြို့ဖြစ်နေပြီအရင်ကတော့တာမန်မြို့ပါပဲ အဲ့ဒီမြို့ကမေတ္တာမြက်ဆိုတာရှိတယ်မေတ္တာမြက်ကမြက်ကအနောက်ဘက်ကန်းနဲ့အရှိဘက်ကန်းမှာအနောက်ဘက်ကန်းကအနောက်ကန်ကောလို့ခေါ်ပြီးတော့အရှိဘက်ကန်းကို အရှိကန်ကောလို့ခေါ်ပါတယ်အစပြီးတော့တည်ခဲ့တာကတော့အနောက်ကန်ကောအဲ့ဒါယောဟန်ကြီးဖြစ်တယ်ဖြစ်ကြတာအနောက်ကန်ကောပဲဒါမဲ့လမ်းပန်းဆက်သွေးကြီးကအရှိကန်ကောကကောင်းတော့အရှိကန်ကောကစီပင်လာတယ်အခုဆိုရင် အနောက်ကငေါကကျေးရွာပါပဲအရှိကံငေါကခရိုင်မြို့ဖြစ်သွားပါတယ်အနောက်ကငေါကနေပြီးတော့အရှိကံငေါကိုသွားပြီးတော့ဥမာအလေရန်ကတော့အထက်အောက်အခြေခံကတော့မူလရန်ကတော့အနောက်ကငေါမှာတင်တယ်ခေါရုံးကအလေရန်ကငါးရန်ကစတယ်ငါးရန်ကစပြီးတော့အရှိကံငေါကိုသွားပြီးတော့ကြောင်းတက်ရတယ်ကံငေါနဲ့ အနောက်ကန်ကောနဲ့ရှေ့ကန်ကောကတမန်ခွဲနမန်လောက်ရှိမှာပေါ့အဲ့ဒီကိုချီချင်းပဲသွားကြရတာပဲသွားပြီးတော့မြေတံမြေကလေးကိုရေကြီးတဲ့ခါကျရင်လှေနဲ့ကူးရတယ်တမန်အပြည့်ဆိုတော့တရားလေးနဲ့သွားတယ်အဲ့ဒီမြေတံမြေဆိုတဲ့မြေလိုတာပြောတာမိုးရွှင်းပဲရေရှိတယ်နှွေရတီကြတော့အဲ့ဒီဟောင်မြေတံမြေကိုချုံကူးသွားရင်ချင်းပြက်စီလောက်ပဲရှိတယ်ရေကအဲ့လိုအဲ့ဒီနေရာလေးမှာ တကယ်တော့ပါပဲဆရာရဲ့တကယ်တော့မှကျွန်တော်ဆရာကအရှိကံကောင်းမှနေတာပေါ့အနောက်ကံကောင်းမှအနောက်ကံကောင်းမှနေတာပေါ့ဟုတ်ကဲ့ဆရာအကြောင်းတက်တော့အရှိကံကောင်းအဲ့ဒီအလေတန်းမှာကြတော့အရှိကံကောင်းသွားတက်ရတော့ဩဟုတ်ပြီမြေသားမြေဆိုတော့ထူးကြတာဆရာရဲ့ဟုတ်ကဲ့ဟောပြီးမှနော်ဟုတ်တယ်ဒီတောင်ကနေမြောက်ကိုစီးတယ်မြောက်ကိုစီးတယ်မြစ်တစ်ခုဆိုတာဟုတ်တယ်ဟုတ်တယ်ပေါ့ဟုတ်ကဘာမှာတော့အီဂျစ်ကနိုင်းမြစ်ပေါ့နိုင်းမြစ်ဆိုလို့ပြောနေစီးတာပေါ့ဟုတ်ကဲ့တောင်ကနေမြောက်စီးတယ်ထူးကြတယ် ဟုတ်ကဲ့ဆရာလည်းထူးခြားတဲ့အကြောင်းလေးထူးခြားတဲ့အတိုင်းမြန်မာမှာဟုတ်ကဲ့ဆရာမြန်မာဘာသာစကားမှာတောင်တို့အရှိတို့အနောက်တို့တောင်တို့မြောက်တို့ခေါ်တဲ့ဟာဟုတ်တောင်ဆိုတာတောင်ရှိတဲ့နေရာခေါ်တယ်လို့ကျွန်တော်သတ်မှတ်ပါတယ်ဟုတ်မြောက်ဆိုတာကမြစ်ရှိတဲ့နေရာမြစ်ကိုကျွန်တော်ကမြောက်လို့အတန်ပြောင်းထွက်တာဟုတ်ကဲ့မြစ်ကိုမြောက်လို့ကျွန်တော်အတန်ထွက်တဲ့တော့အမှန်တော့တောင်မြောက်ဆိုရင် တောင်မြစ်ပေါ့ဟုတ်တောင်ရှိတဲ့နေရာက တောင်အဲ့ မြင့်ရှိတဲ့နေရာမြင့်ရက်မြင့်ရက်ကိုမြောက်ရက်ခေါ်တာပေါ့လေဆရာအဲ့တော့မြောက်ရက်မြင့်ရက်ဆိုတော့ဒါလေးကတောင်ကနေစီးတယ်မြောက်ကိုစီးတယ်ဆိုတာမမပြပါတီမေတ္တာမြင့်ပဲရှိတယ်လို့အဆိုရှိတာပေါ့နော်ဆရာကျွန်တော်အသေးချာတော့မသိပါဘူးဟုတ်ကဲ့အဲ့ဒီနေရာမှာအဲ့တော့ဟုတ်ကဲ့ဒါလေးကစဉ်းစားကြည့်ရင်ဩမြန်မာစကားစမွေးပွားခဲ့တဲ့နေရာဆိုတော့ကျွန်တော်ရော ယောဂတက္ကံကောမြန်မာစာရဲ့အခြေမြင့်များလားယောသားတွေကမြန်မာအစတွေများလားဆိုတော့အောင်းမရတာပေါ့နော်ဆရာဟုတ်မြန်မာစာကတော့ဆရာတို့ဒီကနေ့ကြားတော့ဟုတ်ကျွန်တော်တို့ကတခစ်တခါပေါ့ဗျာဟုတ်ကိုလိုနီခစ်ဖြစ်သွားတဲ့အချိန်မှာမြန်မာစာကိုနှိမ့်ချတဲ့သဘောမျိုးရှိသွားတယ်ပေါ့ဒါဆိုဘယ်ဟာမဆိုလဲဒီလိုပဲခုဘာသာကိုကတော့အလေးထားကြတော့အင်္ဂလိပ်တွေသိမ်းလာတော့အင်္ဂလိပ်စကား ကမှသာလူတွင်ကျယ်ဖြစ်သွားတော့ဆရာကြီးဥမဥခွင့်မော်တင်နဲ့ဆရာတို့မြန်မာသားကเนาะပညာတတ်တွေစူးစမ်းကြလို့ဒီလိုဖြစ်လာတာပေါ့ဟုတ်တယ်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကအဓိကတော့မြန်မာသားကိုစိတ်ဝင်စားတဲ့ဟာတွေကကျွန်တော်တော့ကလူတွေပေါ့ဗျာတော့ကလူတွေကတချင်းလေးစုံမယ်မပြားလေးစမယ်နားထောင်တော့ဟိုဖြစ်တာပေါ့ဗျာကျွန်တော်တို့ကငယ်ငယ်လေးတည်းအမေကတင်ပေးတယ်ဟုတ်ဟိုလေးမှာလူလူကလေးကငိုเนาะ ကိုဖမ်းလို့ပြေးဟုတ်ကဲ့အဲဒါမဟုတ်ရင်လူကြီးရဲ့ချော့စရာမိတီလာကန်တော့အောက်ကဖားကောက်ခဲ့ဟုတ်ကဲ့ပါဟုတ်တာပေါ့အမှန်ကောင်းပါလေကျွန်တော်တို့ကအဲဒါပေမဲ့ကျွန်တော်တို့ကတင်လဲဖားပါရင်တကောင်ပေးပါမျက်လုံးနဲ့ကြောင်တော်လောင်းနဲ့ဖားကောင်ကသေးဆိုဟာနောက်တစ်ယောက်ကတော့ဖားကောင်ကသေးပြင်ဖားပေါင်ကလည်းကိုေးတယ်ဆိုတော့သူကရေးပြန်တော့ဟာဒါလို့ပဲကြပြားရီအတွန့်တွန့်နေနဲ့ကျွန်တော်တို့ကသဘောကျစရာကြီးအများကြီးဖြစ်တော့ဒါပေါ့ဆရာအဲ့တော့ဆရာနဲ့တွေ့တော့ကျွန်တော်က မေးကြည့်တော့ဟာဆရာကျွန်တော်ပြောပြဓာတ်ထဲမကပါဘူးဆရာသချင်းတော့ဆိုပြတယ်အဲ့ဒီသချင်းလေးကိုပြိဿကိုဆိုပြရင်ကောင်းမယ်အဲ့ဒါကတော့ခလောက်ကလေးရဲ့တဲ့ဒူးဒူးတောင်လေးပေါ့ဟုတ်ဟုတ်အဲ့ဒါလေးကိုဆရာအခုပြိဿလေးတွေကိုသိအောင်လို့ဒီသချင်းအရင်ဆိုမှကျွန်တော်တို့ပြန်ရှင်းပြရင်ကောင်းမလားဟုတ်ကဲ့ကောင်းပါတယ်ဆရာကောင်းပါတယ်အမှန်ကောင်းတဲ့အာကြပြလေးဆရာဟုတ်ကဲ့ဆရာလေးကျိုးလေးပါဟုတ်ကဲ့အမှန်ကောင်းပါတယ် ဆလောက်လေဒိုးလို့တောင်ဆိုတာစာရေးတဲ့လူမသိဘူးပေါ့ကြာအခုကဲတနည်းအားဖြင့်ပြောရင်တော့ဒီပိုင်ရှင်မဲ့ကဗျာပေါ့မိဘမဲ့ကဗျာလို့ပြောလို့ရတာပေါ့သူဘသူရေးခဲ့တာမှန်းလည်းမသိဘူးဆလောက်လေဒိုးလို့တောင်အဲ့ဒါလေးကဘသူရေးခဲ့မှန်းတာမသိတာတပြေလုံးကြော်ကြတယ်ကလေးလူကြီးကလည်းအတော်များများသိတယ်ဆလောက်လေဒိုးလို့တောင်ဆိုတာဒါလေးက အတော်ကောင်းတဲ့ကြပြားလေးပါဆရာလေးဂျိုးလေးပေါ့ဟုတ်ဒါတူတဲ့ခါကျတော့လေးဂျိုးလို့လဲခေါ်တယ်လေးစစ်လို့လဲခေါ်တာပေါ့နော်ဆရာဟုတ်ကဲ့အဲ့ဒါဒါလေးကိုကျွန်တော်ဆုပ်ပြမနော်ဆရာဟုတ်ကဲ့ငကူအစလေးကတော့ငကူအယိုးခံလေးကတော့ဆရာနည်းနည်းလေးအယိုးခံလေးပေါ့ဟုတ်ကဲ့ဆရာလေးဂျိုးလေးပါခလာကလေးရဲ့တို့တို့တောင်းတတ် လေကျိုးလေးဆိုတော့ဒါအခမ်းပိုက်ကလေးဆရာအခမ်းပိုက်ကလေးကတော့ခလောက်ကလေးတို့တို့တောင်းဒါတို့တောင်းဆိုတက်တန်လေးနဲ့ပဲကျွန်တော်ခြေရတာပေါ့ပေါ့ဝါခုတ်တဲ့တောင်းဟလာဒုတိယပိုက်ပေါ်ဆရာရဲ့ခလောက်လေးတို့တို့တောင်းတောင်းလေးနဲ့ခံထားပြီးတော့ဝါခုတ်တဲ့တောင်းဒုတိယပိုက်မှာ အောင်ကာယံပဲယူထားတာပေါ့ဟုတ်ပါစေဟုတ်ကဲ့နွားညီနောင်စီအောင်ကွယ်ဖေးချွန်ဒါတတရပဲပေါ့ဗျာနွားညီနောင်စီအောင်ကွယ်ဖေးချွန်မောင်းနေမဲ့တူရှင်အဲ့ဒါဖေးချွန်မှာတတရပဲပေါ့နော်ဆရာအဲ့ဒါတတရပဲဆိုတာအနိမ့်တန်နဲ့ချာနိမ့်တန်ဆိုဝိသပောက်တန်ပေါ့အဲ့ဒါနဲ့ချာတော့စီအောင်ကွယ်ဖေးချွန်မောင်းနေမဲ့တူရှင်တွဲကမှာ မောင်နဲ့မတူရှင်တွဲကမှယူငင်ကချူစင်ဆွဲလို့ရဲ့လှဲ့ရင်နဲ့မောင်လှဲ့ရင်နဲ့မောင်ဓမ္မူလကဗျာလေးဆရာလေးလေးကျုံလေးအဲ့ဒါကြိုက်ကြပါတယ်အကုန်လုံးတော်တော်များများကြိုက်ကြတယ်သို့တော်အဲ့ဒီပုံကိုတယောက်ဟာ तू အပူကြိုက်တလားတော့အောင်းမရတယ်ဆရာသူ့နာမည်ကခလောင်းနာမည်တဒိုးပီရတယ်ဆရာဟုတ်ကဲ့တဒိုးပီရတယ် ဒါမဲ့ကျွန်တော်လိုက်စုံတဲ့ခါကျတော့သူ့နာမည်ရင်းကဥချစ်ဆရာတဲ့ဆရာဆရာဆရာအထက်တန်းဆရာဥချစ်ဆရာသရုပ်ပီရတဲ့သူကအဲ့ဒီခလောက်လေးဒိုးဒိုးတောင်းဆိုတဲ့မူလကဗျာလေးကိုတိတ်တဘောကြပြီးတော့ထက်ချက်လိုက်တယ်ဆရာထက်ချက်လိုက်တယ်အဲလေးလေးစိတ်ကလေးထက်ချက်ပေါ့နော်ဆရာထက်ချက်လိုက်ဟုတ်ကဲ့ဒါဘယ်လိုချက်လဲဟိုမှာကခလောက်လေးရဲ့ဒိုးဒိုးတောင်းဆိုတာလေးက တကြောင်းတည်းပဲတပိုက်သေးပဲထတ်ချက်လိုက်တဲ့ခါကျတော့ညုတ်ကုံးရန်ကြောင်းတယ်ပဲမာလာညုတ်ကုံးရန်ကြောင်းတယ်ပဲမာလာဒုဖုံကံလျောင်းမွေးရသတဲ့တခောက်ပြီးမပြင်မို့ထိုးမယောင်ဥကွဲခလောက်ကလေးခလောက်ကလေးရဲ့ ဒိုဒိုဒေါင်းတော့ဟိုမှာကခံလေးဒိုဒိုဒေါင်းတခုတည်းကိုချဲ့ထားလိုက်တာကြာရဲ့ကောင်းလိုက်တာဟုတ်ကဲ့ဆရာပြီးတော့မှဟိုကဒုတိယပိုင်းမှာပြိုတော့မောင်ရမလုပ်တယ်ဝါခုတ်တဲ့တောင်ဒါလေးပဲဆရာဟုတ်ကဲ့တိုးတော့ဟိုမှာချဲ့ထားတာကနှကိုချို့ရမို့နှကိုစတူနေသူသူယူမဲ့မင်းကလေးပေါ့နှကိုပေါ့နှကိုချို့ရမို့ဂျိုဘုရုနေပြတို့တွင်တဲ့ ဂျိုးဘုရုနှပြတို့တွင်နဲ့ပြူတို့လူရမလုတဲ့အာထုံမဲ့နောင်မတော့ကွဲအာထုံမဲ့နောင်မတော့ကွဲဝါအာဝါခုတ်တဲ့တောင်ဓာတုတ္တိယချိုးပေါ်ဆရာဟုတ်ကဲ့နောက်တတ္တိယချိုးဟဲ့ဆိုကကြိတ်တန်မြောက်မှဖြင့် မတူအလီတရားသူအတော်ကောင်းတယ်နော်ဇာတိတရုတ်ပီယာဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲသူနာမည်ကသူ့ချက်စရာတဲ့ဟဲ့ဆိုကဂျိန်နံမြောက်မှဖြင့်လှဲ့လိုရာဂျိန်ရန်ရောက်တဲ့ဖြင့်အိမ်ချံပောက်ပါတဲ့နွားညင်းအောင်စာအီအောင်ရဲ့လူတွေဗျညနေဆောင်အာစီအောင်ရဲ့ပါဝါစီဂျောင်း 能上过五月，那么上过五月才能收收他百八十，他们隔壁的嘛，收钱咯，收钱都收了呀哦，大家被收哪呢？阿是要耶的，我是讲上过五月，上过五月，毛那没都先都先对吧路，路。 နောင်မောင်နဲ့မဲတူချင်းတွဲပါလို့နောင်တင့်တဲ့လူမြင်ရဲ့ကမှာကိုတော့ကတော့တမိစားဆိုတာအနာကပ်ပြီးတော့မသွားရဲကြဘူးဆရာဘာလို့လဲရှက်တယ်အမေသူများတွေပြောရင်အဒီနှစ်ကိုအဲ့တော့လမ်းလျှောက်ရင်တောင်းကမ္မရိယဒီဘက်ညာဘက်ပလက်ဖောင်းနေလျှောက်ရင်ကောင်းလေးကဘဲဘက်ကလျှောက်တယ်ဘယ်တော့မှနင်းနိကကမလျှောက်ဘူးလူမြင်မရဲသေးဘူးဆရာဆောင်းဝင်းငိုရဲ့ ဆောင်ဝင်ဟိုရွယ်နောင်တင့်နေယူလူမြင်ရဲ့ကမှာဟဲ့လားဆာဟုတ်ကဲ့နောင်တင့်နေလူမြင်ရဲ့ကမှာယူကင်ကချူစင်ဆွဲလို့ရဲ့ပွဲဝင်မဲ့ချမ်းဟောင်းသူရဲ့ဒါမင်္ဂလာဆောင်မှုပြောကြင်တာပွဲဝင်မဲ့ချမ်းဟောင်းသူရဲ့လေရင်နဲ့မောင်အောင်ဆိုထိုက်ချထားတာเนาะဆရာအမှန်ကောက်ပါတယ်ဆရာရဲ့ဒါတော့ပထမမူလကတော့ ခဗျာစာဆိုမသိဘူးဟုတ်တန်တော့ထက်ချက်တာတော့ဥချစ်เสียတဲ့သူနာမယသူကလောင်နာမယသတို့ပြရသူချက်ထားတာကြာဟုတ်ကဲ့ကောင်းပါเนาะကြာကောင်းပါလေဆရာအဲ့တော့ကျွန်တော်တို့ကဒီကဗျာလေးကနေတော့ចောင်းသားလေးတွေကိုသူငယ်လေးတွေကိုဟုတ်ညမသာတက်အောင်တည်အောင်ပေါ့ဟုတ်ဆွေးနေကြတာပေါ့ဆရာ